အမင်္ဂလာပါကိုအကောနမေနဲ့လက်ရှိမှာတရားနေတဲ့မိကြလေးကိုမိတ်ဆက်ပေးပါလားဗျာ။ဟုတ်ကဲ့။ဟိုအကျွန်တော်နာမည်ကတော့ဦးကိုကိုခမ်းပါခင်ဗျာ။ကျွန်တော်အခုအာ China Street Project University မှာစစ်တဲ့အင်ဂျင်နီယာတွေရဲ့တက်ရောက်နေပါခင်ဗျာ။ဒီမှာဖော်နေတဲ့ဒီ university ကိုဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တာလဲဆိုတာကိုရောပြောပြပေးလို့ရမလား။ကိုမျော်မန်းထားတာနဲ့ရောလက်တွဲမှာနေကိုင်းညီမှုရှင်နေရလား။ကျွန်တော်ဘာလို့ဒီကြောင်းရွေးချယ်ရလဲဆိုတော့ အာကျွန်တော်က2019မှာတူတူပြိုစရောက်တယ်ပေါ့နော်အာကျွန်တော်တို့ GPI တက်နေနေမှာ scholarship တခုနဲ့ပေါ့နော်အဲဒီကျွန်တော်ဒီမှာကျွန်တော်မှာစတက်တက်ပြည်တယ်ပေါ့ကျွန်တော်မှာစတက်ပြည်နေနေမှာကျွန်တော်မှာ2020မှာကျွန်တော်မှာပြီးသွားတဲ့အခါကျတော့အာကျွန်တော် bachelor ဆက်တက်မယ်ဆိုပြီးတော့အာစဉ်းစားလိုက်တဲ့အခါကျတော့အာ major နဲ့ဆက်တက်မယ်ဆိုတော့ဒီ civil engineering major နဲ့ဆက်တက်မယ်ဆိုပြီးသုံးလေးချက်ထားလိုက်တယ်အာသုံးလေးချက်ထားပြီးတဲ့နောက်မှာကျွန်တော် ဟာအကြောင်းဆက်တဲ့ခါကျတော့ဟာဒီပြုတ်ပြီးမှအကြောင်းတက်ဖို့ကျတော့ဟာ၆ပတ်မြောက်ကအကြောင်းစိတ်ကရင်းများရယ်ပေါ့။များတဲ့ခါကျတော့ဟာ scholarship နဲ့အကြောင်းတက်မယ်ဆိုပြီးတော့ဟာ scholarship ရောက်ဖို့တော့ကိုစပြည့်စင်တယ်။အမှားကြီးဒီကျွန်တော်အခုဒီကျောင်းပေါ့နော် China Free Project University ကဟာ civil engineering ရဲ့ဟာ scholarship ပေါ့နော် Chinese government scholarship ကိုအခု scholarship ပေးရဆိုတာကျွန်တော်ပြေးသွားအဲ့တော့ကိုယ့်ရဲ့ major လည်းတိုက်ညီမှုရှိရယ် scholarship လည်းပေးရဆိုတဲ့အကြောင်းကိုကျွန်တော် 啊，啲裝過啊，學歷先先睇嘅喎，嗱、uh,，先睇下你個啲裝嘅學歷先，而家啲裝話，因為而家有啲學歷冇咁正，所以個咯，所以啊，睇年級先得咯，睇年級先得咯，冇知你咩年級嚟嘅，學歷先嚟嘅，而家啲裝話，或者佢而家係做，咁睇年級先得嘅。啊，根本係冇必要，不如年級先得咧，長大長大再嚟，而家啲冇理先嘅，而家啲。好嘅，啊，咁咁，大家個就啊，即係。 ဒီမြန်မာနိုင်ငံရဲ့ဒီကြိုးကြီးလေးရှင်ကြမှာဆိုရင်တော့ဟောမတူရဲ့အချက်အကျတော့ကျွန်တော်ဒီဘက်ကြိုးနိုင်ငံမှာဆိုတော့ဒီ university တခုမှာဆိုလို့ရှိရင်အကျောင်းမှာအများအနေစာပေါင်းတူတူပေါင်းထားရပေါ့နော်အာဥမာညီမညာအကျောင်းလို့ဥမာစေးကျောင်းလို့အဲ့လိုမျိုးခွဲထားဟုတ်ပဲလေအကျောင်းတစ်ခုထဲမှာ campus ကြီးအကုန်လုံးပေါင်းထားပါတယ်ကျွန်တော်အခုဒီ China Free Culture University မှာဆိုလို့ရှိရင်အာစေးကျောင်းရောညီမညာတက္ကသိုလ်ရောစူပါယူမီဂျာရောဥမာအားကစားရော ကုန်လုံးတောင်းဒီကျောင်းတစ်ခုရဲ့မှာလေးချပေါင်းလို့ရှိတဲ့အခါကျတော့ကျောင်းရဲ့ area အရင်ကျဲပေါ့နော်အဲ့လိုမျိုးကျောင်းသားတွေကလည်းအရင်များတယ်ပြီးတော့ activity တွေပေါင်းစုံလဲအဲ့လိုမျိုးကျောင်းသားအချင်းချင်းမှာလည်းအဲ့လို activity တွေအများကြီးပါလို့ရတဲ့အခါကျတော့ကျောင်းသားတွေလည်းအချင်းချင်းရင်းနှီးကြတယ်အဲကျောင်းရဲ့ campus ကလည်းကျဲပြီးတော့အဲ့လိုကျောင်းသားတွေအတွက်ကိုစာလေးလာရစခုရဲ့မဟုတ်ပဲလေတခြား activity တွေပါဖို့အတွက်ကို SCP ရဲ့ campus တစ်ခုပေါ့နော်အဲ့တော့အဲကျောင်းရဲ့ campus ကလည်းကျတော့အဆင်ပြေပါတယ်ဟုတ်ပါတယ် ဆက်တင်ရတာကိုအဆင်ပြေလားဗျ။အာ international student တယောက်အနေနဲ့ဘယ်လိုအခက်အခဲမျိုးတွေရှိပါသလဲဗျ။ဟုတ်ကဲ့။အာအာဆက်တင်ရတာကကျတော့ကျွန်တော် international student တယောက်အနေနဲ့ကျတော့အာအခု KU ပြည်မှာကျတော့ KU နိုင်ငံလုံးခါလာစကားကျတော့သူတို့ဘာသာစကားကိုပဲသူတို့အသုံးပြုကြတာပေါ့နော်။အော်အဲ့တော့ဟိုကျွန်တော်ကိုယ်တိုင်းကလည်းကျွန်တော်ဒီအခုဟာ စာတင်ကြားပြီးဒီစေတင်ကြီးများကြီးကိုတင်ကြားတဲ့အခါမှာအာ install ဟုတ်ကလေးကျွန်တော် Chinese stock ကိုလေးလိုက်တဲ့အခါကျတော့ဟောကိုယ့်အတွက် challenge တစ်ခုတော့ဖြစ်သွားတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အာ English ဘာသာစကားကျတော့ကိုကဒီမှနိုင်ငံမှာငွေရေတင်လာခဲ့မှုစား။ဒါမှမဟုတ်ကိုကအဲ့ဒါမရေးပဲနဲ့ကျွန်တော် Chinese stock ကိုလေးလိုက်တဲ့အခါကျတော့အာဘာသာစကားအစ်စ်တစ်ခုအနေနဲ့ကိုက challenge တစ်ခုထပ်တိုးလာတယ်။ပြီးတော့နောက်ခုကျွန်တော် civil engineer ကြီးကိုတင်တဲ့အခါကျတော့ဒီ engineer ဘိုင်းနဲ့ပတ်သက်တဲ့ဒီသရုပ်စာဘိုင်းကိုပြန်လေ့လာတဲ့အခါကျတော့စာတင်ကြားတဲ့အခါမှာ အရင်ပုံမှန်စာလေးလာလာဆက်ကိုနှစ်စားလောက်ဟာလောက်ကတာပေါ့နော်အဲ့ဒီအထက်တွေတခုတော့ရှိတယ်ခင်ဗျာဟုတ်ကဲ့အာကမ်ပတ်မှာကိုအကျိဖော်အရာတခုရောရှိလားဗျအဲ့ဒီအရာဘာလဲဆိုတာရောမျှဝေပြလို့ရနိုင်မလားဗျအာကျွန်တော်အခုဒီကျောင်းဒီကမ်ပတ်ပါဆိုလို့ရှိရင်တော့ကျွန်တော်အကျိဆုံးအရာနှစ်ခုရှိရပေါ့နော်အာတခုကကျတော့ကျွန်တော်အခုရောက်နေတယ်အာဒီကျောင်းရဲ့ library ပေါ့နော်အာ library ရဲ့နောက်တစ်ခုကကျတော့ကျောင်းရဲ့ art department ပေါ့ဒီ library ကဘာလဲဆိုတော့အခုဆောင်ပွဲနေပြီဆိုလို့ရှိရင် အာကျောင်းသားတွေကတော့ဒီလိုက်ပြီးမှာပဲစာလုံးကြရဲပေါ့နော်စာလုံးကြရဲဆိုတာငါဘယ်လိုပုံစံမျိုးလဲဆိုတော့ဥပရာတူတူရပို့ရဲလာပြီးမှာအက်ဖုန်းလေးရတယ်အဲ့လိုပုံစံမျိုးပေါ့နော်အာအဲဒီလာပြီးမှာဆိုလို့ရှိရင်ဒါကျွန်တော်အခုကျောင်းနေနေရတာဆိုတော့ဒီအတန်ထပ်ဖတ်လို့ရတဲ့နေရာတခုပေါ့အဲ့လိုအတန်လေးဖတ်ပြီးတော့စာလေးလာလို့ရတယ်အာအဲ့လိုနေရာတခုပြီးလို့ရှိရင်ဟိုကဘာတချမ်းတခြားအဲ့လိုအချမ်းတွေအများကြီးခွဲတာပေါ့နော် ဒါပြီးတော့တချို့နေရာမှာဆိုတော့တိတ်တိတ်ဆိတ်ဆိတ်နေတဲ့စကားတက်မပြောဘူးလေဆာလုံးလို့ရရဲ့နေရာရှိရဲ့အဲ့လိုမျိုးဆိုတော့ဒီ live မှာကျတော့အကြောင်းသားတွေဆာလုံးတာလည်းအရင်စိတ်ကြီးရဲ့အဲ့တော့ကျွန်တော်တို့အခုတို့ဆက်ဝင်ပြီးတော့ဒီ live ရောက်နေရတာကြောင့်ဒီ live ကကျွန်တော်အကြိုက်ဆုံးအရာတစ်ခုရဲ့မှာလည်းပါတယ်နောက်တစ်ခုကဆိုတော့ဒီကျောင်းရဲ့အားကစားကွင်းပေါ့နော်အာအားကစားကွင်းအကြတော့သူတို့အာအဲ့အားကစားကွင်းထဲမှာကျွန်တော်ညနေဘက်ဆိုလို့ရှိရင်ကျွန်တော်ပြေးတယ်အားကစားလုပ်တယ်ဒါကျွန်တော်ညနေပိုင်းလုပ်တဲ့အလေးထားတစ်ခုပေါ့နော်အဲ့တော့အားကစားကွင်းထဲမှာကျွန်တော်အားကစားလုပ်တယ်နောက်အားကစားကွင်းထဲမှာဘာရှိလဲဆိုတော့အကြောင်းသားတွေ အာလို့အချင်းဆိုတာတို့အဲ့လိုအကခွဲကြတာတို့အာအာစာခွင့်နဲ့မှာအဲ့လို activity တွေလုပ်တာရရှိတဲ့ခါဆိုတော့အာစာခွင့်ကတော့ဟောဆိုတော့စိုက်တဲ့အရာတစ်ခုပေါ့နော်ဒီ campus ဆိုတာကျွန်တော်စိုက်တဲ့အရာနှစ်ခုอ่ะ library နဲ့အာစာခွင့်ဟုတ်ကဲ့ပါအာကိုအနေနဲ့ရော student life ကိုအပြည့်အဝခံစားရလား international student တွေအတွက် extra curricular activity တွေရောဘယ်လိုတွေရှိလဲဆိုတော့အမြတ်ပြလို့ရမလားကျွန်တော်ဒီဒီကျိုးပြီမှာကျောင်းကျရတာတော့ကျွန်တော် student life ကိုအပြည့်အဝခံစားရတယ်လို့ပြောလို့ရတာပေါ့နော် ဟိုဘယ်လိုပြပြမလဲဆိုတော့ကျွန်တော်တို့စာသင်ချိန်မှာဆိုလို့ရှိရင်အာစာသင်ကြအစာသင်ကြရဲအာစာလုံးကြီးပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ကိုအားကစားလုပ်တဲ့ဟာတို့အားကစားလုပ်လို့ရတယ်တခြားအာကိုလုံးချင်တဲ့ activity ရိုးစုံလုပ်လို့ရတယ်ပေါ့နော် student life ကိုပြောခန်းစားလို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့အာဒီကျောင်းက international student တွေအတွက်ကိုအတိတ် activity တွေလည်းရှိသေးတယ်။ activity လည်းဆိုတော့ culture festival လို့ပုံစံမျိုး culture festival လို့ပုံစံမျိုးဆိုတာဘယ်လိုမျိုးလဲဆိုတော့ဒီကျောင်းမှာအ နိုင်ငံပေါင်းစုံကလာကျက်တဲ့အဲចောင်းသားနိုင်ငံသားပေါင်းနိုင်ငံနိုင်ငံသားသားပေါင်းများစွာရှိတယ်ပေါ့နော်အဲ့တော့ဒီတချပတ်စီပဲဖွင့်မှာဆိုလို့ဆိုရင်အဲနိုင်ငံပေါင်းစုံရဲ့အစားအစာတွေနိုင်ငံပေါင်းစုံရဲ့အတတွေနိုင်ငံပေါင်းစုံရဲ့ dance တွေပေါ့နော် dance တွေအဲအဲ့လိုမျိုးအဝတ်အစားတွေအဲ့လိုမျိုးတချဖလဲပွဲတွေလုပ်ကြအာတချပတ်စီပဲပွဲတွေရှိတယ်အာပြီးတော့နောက်ဒီလိုပြောမယ်ဒီပြည်ညာရေးမျိုးဖလဲပွဲနိုင်ငံပေါင်းစုံအကြောင်းသားတွေပြည်ညာရေးမျိုးဖလဲပွဲရှိရပေါ့နော် အဲ့ဒါတော့ဒီ international student တွေကြောက်ကိုအထူးပြုလုပ်ပေးတဲ့ activity ပေါ့ဟုတ်ကဲ့အာနိုင်ငံရေးချက်မှာ study abroad လုပ်နေတဲ့ကျောင်းသားတယောက်အနေနဲ့ကိုယ့်ရဲ့ social life နဲ့ကျောင်းဖာကိုရောဘယ်လိုမျိုး balance ဖြစ်အောင်ဖီမန်ခက်ခွဲလဲဆိုတာရောပြောပြပေးလို့ရမလားဒီအာကျွန်တော်ကအခုအာဒီ geology overseas မှာတယောက်တည်းကျောင်းတက်နေတဲ့အခါကျတော့အရာလုံးတယောက်တည်းအာအချိန်ကိုပေါ့နော် manage ကိုအခုပုံတော့တယောက်တည်းလုံးလာတဲ့အခါမှာကျတော့ ဟိုကိုယ့်ကို manage control လုပ်နိုင်ကြရလေလို့ရှင်တယ်ဟုတ်ကဲ့အဲကျွန်တော်ကိုယ်တိုင်လည်းအအစပိုင်းမှာဘယ်လိုလုပ်ရမလဲမသိဘူးပေါ့နော်ခုနောက်ပိုင်းဆက်တော့ကဖြည်းဖြည်းနဲ့အသားချပြီးတော့မှအာကိုကအဆင်ပြေလာတာပေါ့အာကျွန်တော်အခုဘယ်လိုလုပ်လဲဆိုလို့ရှိရင်အာအကြောင်းအတန်းတက်တဲ့အခါမှာဆိုလို့ရှိရင်အကြောင်းစာတင်တဲ့အခါမှာဆိုလို့ရှိရင်အာအကြောင်းစာကိုဒီစာလိုက်မှတ်တယ်အာဒီမှာဆက်တော့ဆောင်းဝဲပြည်တဲ့အခါမှာအကြောင်းစာကြည့်ရမဟုတ်ပဲလေပြပအလိုမျိုးသူပြပမေးခွန်းတွေပါချက်မေးလာတဲ့အခါကျတော့အာဒီစာကိုအလိုချက်တာမျိုးမဟုတ်ပဲလေအဲစာကိုနားလည်အောင် လောက်တာမျိုးပဲအဲ့တော့အကျန်းထဲမှာဆရာဆာတင်တဲ့အချိန်မှာသူကအာလိုက်နားဆောင်လဲပေါ့နော်အကျန်းပြီးသွားတဲ့ခါမှာအာကျွန်တော်တို့အာလိုက်ပြီးသွားပြီးတော့စာဖတ်တာတို့အကြီးစာကိုပြန်ပြီးတော့ဒီစာနဲ့ပတ်သက်တဲ့တခြားအချက်လက်တွေနဲ့ဆက်ဆက်နူးနောနေရတဲ့ဟာမျိုးလောက်ဖတ်တာတို့လုပ်တယ်ပေါ့နော်အဲ့လို management လို့ရှိရဲပြန်နောက်တစ်ခုကအာဒီအကျန်းပြီးသွားလို့အဆောင်ပြောင်းတဲ့အခါမှာလည်းအာကိုအားကစားအာညနေပြန်ဆိုအားကစားလုပ်ငါအားကစားလုပ်တဲ့အချိန်လို့ဥပမာတနေ့ရှင်နဲ့အာအပြည့်ချက်မလားအဲ့လိုမျိုး time management အနေနဲ့လုပ်ပြီးတော့ကျွန်တော်ရဲ့ဒီ student life ကိုဖက်တန်တယ်ပေါ့နော်ဟုတ်ကဲ့ ဟုတ်ကဲ့ student တယောက်အနေနဲ့ part time job လုပ်လို့ရလားဗျာအော်ကျောင်းသူကျိုးပြီးမှကြတော့အော်ကျောင်းသားက part time job လုပ်ခွင့်မရှိဘူးခင်ဗျာဘာလို့လဲဆိုတော့ဒါအစိုးရတတ်မှတ်ထားတာပေါ့နော်အာကျွန်တော်ဒီ scholarship ကြောင်းသားပဲဖြစ်ဖြစ်အာ scholarship မဟုတ်ဘဲနဲ့အာစက်ဖန်နဲ့တက်တဲ့ကြောင်းသားပဲဖြစ်ဖြစ်ပေါ့နော်ကြောင်းသားကအပတ်တိုင်းကျော်လို့ဖြစ်ရှိတာဘာလို့လဲဆိုတော့ဒီကြောင်းသားရဲ့ပညာရေးပေါ့နော်ပညာရေးကိုအခြေခံမှာဆိုလို့ဆိုပြီးတော့ကြောင်းသားကိုပတ်တိုင်းကျော်လို့ဖြစ်ရှိချမှတ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ အာကျောင်းမှာရောဘလို့ club တဲ့ activity တွေရှိလဲဗျအခုလက်ရှိရောဘယ် club တွေချိန်ထားတာရှိလဲအာကျောင်းမှာတော့ကျောင်းကျောင်းဥလာပိုင်းဆိုလို့ဆိုကျောင်းစားဖွင့်တဲ့အချိန်ဆိုလို့ရှိရင်အာကျောင်းမှာ club တွေအများကြီးပဲပေါ်ရပေါ့နော်အလို့ဆုံးရှိပါတယ် dance club တွေတစ်ဆင့်ဆိုရဲ club တို့အားစား club အားကောင်းမှာမှာဒီဆုံး club ပေါင်းစုံရှိရပေါ့နော်ကျွန်တော်တော့အခုလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော် volleyball club တို့အာ dance club တို့ကျွန်တော်ဝင်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒီ campus မှာတက်ရောက်ရတဲ့ကာလတစ်လျှောက်ပျော်ရွှင်ရတဲ့ အမှတ်တရဖြစ်တဲ့ event တွေ FF table တွေရောရှိလားဗျာโอเคဒီ campus မှာကြားရတဲ့ပြဆင်ရတဲ့ဟာကြီးကကျွန်တော်တို့အာဒီကာချောက်ပွဲတွေကာချောက်ပွဲတွေမှာဆိုရင်တော့ဒါကာချောက်ပွဲတော့ဒီဆုံး main international student တွေဆိုတော့တကယ်အာဒီဒီစနစ်တိုင်းပေါ့နော်တကယ်ပြောလင်းရတဲ့ပွဲတွေပေါ့နော်တစ်နှစ်မှာတစ်ခါတည့်ရက်ပဲရှင်းပါရဲ့ဆိုတော့အဲ့ပွဲရောက်ဖို့ဇာမရဲ့ကိုလောပြောလိုက်ကြတယ်အဲ့ပွဲရောက်တဲ့ခါမှလည်းဒီကေပြောကြတယ်ပေါ့ဆိုတော့ အော်ဒီနိုင်ငံနိုင်ငံဘောင်းဆိုတော့ဒီတကပါလုံးကရှိတဲ့နိုင်ငံဘောင်းဆိုနိုင်ငံသားဘောင်းဆိုကအာဒီကာစာဖွဲမှာသူတို့နိုင်ငံလိုက်အာသူတို့ရေးကအစားတောက်တွေကိုဆွေးကြရဲအာသူတို့ရေးရအကရနဲ့ပေါ်ပြကြရဲရေးရဝစ်စားရဲအကုန်လုံးစီးပင်းရဲတာဆိုတော့ဒီကာစာဖွဲကြီးကအက်တီဗီတီကကျွန်တော်တို့ဆိုတော့အရင်ဖိုက်တဲ့အက်တီဗီတီတစ်ခုပေါ့နော်ဟုတ်ကဲ့အကြောင်းသားတော်တော်များများသိချင်ကြတယ် visa process အကြောင်းလေးလည်းရှင်းပြပေးလို့ရမလားဗျ။ဟုတ်ပါဗျ။ဟောကျွန်တော် visa process ကဒီမှာဆိုလို့ရှိရင်ကျွန်တော် အဲအကျိုးပြီဒါကြတော့ကျွန်တော်အဲစကောလိုက်ကျောင်းကျောင်းသားဆိုလို့ရှိရင်တော့ဒီကျောင်းကိုအရင်ဆုံးအဲကျောင်းကျက်မယ်ဆိုရင်ပေါ့နော်ကျောင်းကိုအရင်ဆုံးကျောင်းကိုအရင်နှလျှောက်ကြရပေါ့နော်အဲကျောင်းသားဒီကျောင်းသားကိုဒီကျောင်းမှာလက်ခံမခံဥပမာ seven နဲ့ဆိုရင်လည်းအဲဒီကျောင်းသားကို seven နဲ့လက်ခံမခံကျောင်းကျောင်းသားကို interview ရတွေပါလေလုပ်ကြပေါ့နော် interview ပြီးတော့ဒီကျောင်းသားကိုဒီကျောင်းမှာကျက်ဖို့တခုပြည်လို့ဆိုရဲဆိုကျောင်းကနေပြီး admission letter ထုတ်ပေးရမှာเนาะအလားတူပဲဆို scholarship ကျောင်းသားဆိုရင်လည်း ဒီကျောင်းသားကဒီ scholarship ကိုရရှိသွားပြီဆိုလို့ရှိရင်ကျောင်းကနေပြီးတော့ admission letter ထုတ်ပေးလိုက်တယ် admission letter ထုတ်ပေးသွားတဲ့အခါမှာဒီ JW Fund ဆိုတာထုတ်ပေးပြီး JW Fund ကသူ scholarship ရောက်တဲ့အခါမှာဒီ JW Fund ရဲ့ဒီ admission letter နဲ့ကအာရောပြီးတော့သူတိုင်အောင်မှာရှောက်ကြရဲပေါ့နော်အာဒီ JW Fund နဲ့ဒီ admission letter ရှိမှလားတိုင်အောင်မှာ visa ရှောက်ဖို့ရှိတာပေါ့နော်အာဒီ visa ရှောက်တဲ့အခါမှာလည်းအာ long term နဲ့ကျောင်းတက်တဲ့ ကျောင်းသားနဲ့ short time ကျောင်းသက်သက် short time လာတက်တဲ့ကျောင်းသားဆိုတော့နည်းနည်းရှိရပါတော့။အမှဒီက X1 ဆိုတာကတော့ long term နဲ့တက်တဲ့ကျောင်းသားပေါ့နော်။အဲ့လိုမျိုးဒီကနေထားဖို့အမှုရှိပြီးပြောပြသွားရပါတော့။ဆိုတော့အဲ့လို admission letter နဲ့ဒီ JW ဖောင်တွေကိုကြာခုတ်ပေးတဲ့အခါကတော့မှအဲ့ဒါလည်းကျွန်တော်တို့တိုင်ယုံမှာဒီစာဝင်လျှောက်ကြရပေါ့နော်။အာဒီကျောင်းသားဆိုတဲ့ကျောင်းကိုတိုင်ယုံမှာဆိုတော့တခြား interview တွေပါပြီးတော့ media မရှိဘူး။အာဒီ ဖောင်လေးရှင်ကျောင်းအောင်ပြေးကျောင်းအောင်လွှဲပြေးလိုက်တဲ့ဖောင်လေးကျွန်တော်တယုံမှာကျောင်းဖောင်လေးဆက်ပြီးဆိုရလဲအာဒီစာကြံပြီးတော့အခုချပြရပေါ့နော်ဒီဒီတရုတ်ပြည်ကတော့ကျောင်းသားနဲ့ပတ်သက်လို့ရှိရင်ကျောင်းလာကြက်မယ်ဆိုလို့ရှိရင်ဒီစာအာမကြက်ဘူးပေါ့နော်ဒီစာအရန် short ပေါ့ပြီးတယ်အဲကျောင်းကအချက်လက်တွေအကုန်ပြရတယ်အဲ့ချက်လက်တွေစာရွက်ဆိုင်နေတယ်လေတယုံကသင်ပြလိုက်ပြီဆိုတော့ဒီစာကဟုတ်တယ်ဟုတ်တယ်ချပြရပေါ့နော်ဟိုကအင်တာဗျူးတွေပါလည်းမရှိခဲ့လို့ပေါ့နော်ဟုတ်ကဲ့ ်နိုင်နိုင်ငံရဲ့ခြားမှာအခုမှ university လာတက်ကြမယ်ကျောင်းသားကျောင်းသူတွေအတွက် found ရယ်ရှောင်းရယ်နဲ့ tips and trick advice လေးတွေပေးပေးလို့ရမလားဗျာဟုတ်အာဒီနိုင်ငံရဲ့ခြားမှာကျောင်းသားတက်တွေပေါ့နော်အာဒီကျောင်းသားတွေဒါပြင်ဆင်ထားမယ်တခုဆိုတော့ကျွန်တော်ကတော့ဘာသာစကားတစ်ခုလို့ခြင်တယ်ပေါ့နော်အာဒီကျေးဥပ္ပီမှာမဟုတ်ဘူးအာကိုသွားမယ့်နိုင်ငံရဲ့အဲအခြေအနေကိုလည်းကိုကကြည့်ဖို့လိုတယ်ပေါ့နော်ဥပမာအလားတူအာဒီ ဥပမာလေးနဲ့ပြောမယ်ဆိုတော့ဒီ CUP ပေါ့နော် CUP ဆိုလို့ဆိုရင်ဒီ CUP ရဲ့အဲဒီပြည်ရင်းသုံးဘာသာစကားဆိုတော့ဒီ CUP ဘာသာစကားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအဲဒီကျောင်းကျောင်းမှာတော့ English Store တွေနဲ့ကျောင်း English ဘာသာ English Store နဲ့ကြည့်ပြီးတော့စတင်ကြားလို့ရတယ်ဒီတော့ညာလဲပြန်ပါမှာအဥပမာဒီပါဒီမှာ live မှာ personal live မှာဆိုလို့ရှိရင်အနေနဲ့သုံးကြတော့ဒီ Chinese language ကိုသုံးတဲ့အခါကျတော့ကိုကတရုတ်စကားကိုအခြေခံတော့မပြောချက်ဘူးဆိုလို့ရှိရင် အဆင်မပြေဘူးပေါ့နော်သူတို့နဲ့ communicate လုပ်တဲ့အခါမှာအခက်အခဲရှိရဲအဲ့တော့ကြောင့်မို့လို့ဘာသာစကားကတော့အကြီးကအရေးကြီးရဲပေါ့နော်ဥပမာကိုသွားမဲ့နိုင်ငံရဲ့ဘာသာစကားကိုရောဟောအရင်ဆုံးသူတင်ပြဆင်ဖို့လိုတယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ကိုကနိုင်ငံခြားမှာဥပမာ scholarship နဲ့ကြောင်းတက်မှာလား scholarship နဲ့မဟုတ်သေးတာအောင် subscription နဲ့တာအောင်လို့ဟောသူစုကြောင်းနေရဆိုတော့ဒီဟာလူလေးတကူလက်မခံဘူးပေါ့နော်ဟောဒီကြောင်းသားရဲ့အခြေအနေကြည့်ပြီးတော့မှလက်ခံတာဆိုတော့ကိုကနိုင်ငံခြားမှာကြောင်းဆက်တက်ဖို့စိတ်ကူးထားတယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ဒီပညာရေးခွဲကြည့်ကိုလည်းတောင်းအောင်စူးစမ်းစစ်စူးစမ်းထားသင့်တယ်ပေါ့နော်အာအဲ့လိုမျိုးတော့ကျွန်တော်မြင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုအနေနဲ့ဘွဲ့ရပြီးသွားရင်ဘာဖက်လိုမန်လို့ဖေးမှာတာပါတယ်လေဗျာဟုတ်ကဲ့အာကျွန်တော်တွေကကျွန်တော်အခုစစ်ပင်အင်ဂျင်နီယာရေးမေဂျာကိုဆီထားတဲ့အခါကျတော့ပေါ့နော်အာအခုဒီစစ်ပင်အင်ဂျင်နီယာရေးနဲ့ပတ်သက်ပြီးတော့မာစာဆက်သက်ဖို့လို့ဆိတ်ကြည့်ထားတယ်ခင်ဗျာဟုတ်ကဲ့အာဘာဖြစ်လို့လဲဆိုတော့အာကျွန်တော်အနေနဲ့ဒီ ဒီမှာဆိုလို့ရှိရင်ကျောင်းစီနီယာရှိရပေါ့နော်စီနီယာရဲ့မာစတာရဲ့ PhD ကိုတက်နေတဲ့အခါမှာသူတို့ချီပြီးတော့အားကျရပေါ့နော်ကိုကိုရိုင်းလည်းအာဂျီနီယာကိုစိတ်ဝင်စားတဲ့အခါဆိုတော့ဂျီနီယာနဲ့ပတ်သက်ပြီးတော့ကိုမာစတာရဲ့ဆက်သက်ရှင်တော့မာစတာရဲ့မာစတာရဲ့ပတ်သက်ပြီးတော့အာဂျီအလုံးလျှောက်တဲ့အခါမှာလည်းကိုတော့ကိုပြီးပြီးတော့အာကွန်ဖော့ဖြစ်မယ်လို့ချင်တယ်ပေါ့နော်ကိုတော့အခွင့်အလမ်းတွေပုံရမယ်လို့ချင်လို့ပေါ့နော်ဟုတ်ကဲ့ဒီနောက်တစ်ခုကတော့ဒီ civil engineering major ကဆိုတော့ engineering ဆိုတာကတော့ဟောဒီကဘာမှာနေ့တိုင်းနေ့တိုင်းတိုးတက်နေတဲ့ အာနေပဲတစ်ခုပေါ့နော်နေပဲတစ်ခုဆိုတဲ့အကြောင်းမို့လို့အာအဲ့လိုမျိုးအစ်စ်ပစ်တွေနဲ့ဖြတ်ပြီးတော့အင်းကြီးကားချင်လို့ပေါ့သူကားချင်ပြီးတော့အဲ့လိုအာလုပ်ငန်းခွင်ရောက်ပြီးစင်တာပေါ့နော်အဲ့လိုမျိုးဟုတ်ကဲ့အခုလိုမျိုးအင်တာဗျူးမှာလာရောက်ဖြစ်ကြပေးတဲ့အတွက်အကိုကိုကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့အာကျွန်တော်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့